နျူကလ িয়ার လက်နက်တွေကိုဘယ်တော့မှဆွလွတ်တော့မှာမဟုတ်ကြောင်းမြောက်ကိုရီးယားကကုလသမဂ္ဂမှအတည်ပြုပြောကြားသွားခဲ့ပါတယ်။စက်တင်ဘာ29ရက်နေ့မှာမြောက်ကိုရီးယားရဲ့ဒုနိုင်ငံကြားရေးဝန်ကြီးကင်ဆွန်ဂျွန်းကနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်ထဲမှာမိန့်ခွန်းပြောခဲ့ပါတယ်။အရင်ကတော့မြောက်ကိုရီးယားရဲ့ကုလသမဂ္ဂမိန့်ခွန်းတွေကိုရာဒူးအရာပိုးအဆင့်နှိမ့်တဲ့ကုလဆိုင်ရာမြောက်ကိုရီးယားသံအမတ်ကပဲပြောလို့ရှိပါတယ်။အခုခါဒုနိုင်ငံကြားရေးဝန်ကြီးဂျွန်းကမြောက်ကိုရီးယားရဲ့နျူကလ িয়ার လက်နက်တွေကိုဖျက်သိမ်းဖို့ဆိုတဲ့တောင်းဆိုမှုတွေဟာ နိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုကိုလက်လျှော့ဖို့ပြောနေတယ်လို့မျိုးအရန်လွန်ကဲတဲ့အခြေအနေဖြစ်နေကြောင်းပြီးတော့ဒါကိုလက်လျော့ဖို့ဆိုတာကလည်းမြောက်ကိုရီးယားရဲ့ဖွဲ့စည်းပုံဥပဒေနဲ့ကန့်ညီမှုမရှိကြောင်းဆိုပါတယ်မြောက်ကိုရီးယားဟာနျူကလ িয়ার လက်နက်တွေကိုဘယ်တော့မှဆွလွန်မှာမဟုတ်ကြောင်းအဲ့ဒီလက်နက်တွေပိုင်ဆိုင်မှုကမြောက်ကိုရီးယားရဲ့ဥပဒေတွေအမျိုးသားရေးမူဝါဒတွေအချုပ်အခြာအာဏာခိုင်မာမှုတွေနဲ့ဆက်ဆက်နေတယ်လို့နိုင်ငံအနေနဲ့ဒီလက်နက်တွေပိုင်ဆိုင်ဖို့လဲအခွင့်အရေးအပြည့်အဝရှိနေကြောင်း ဘယ်လိုအခြေအနေမှမဆိုမြောက်ကိုရီးယားကဒီသဘောထားရက်တီမှုကိုကြောခိုင်းစွန့်ခွာသွားမှာမဟုတ်ကြောင်းသူကပြောခဲ့ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်တုန်းကလည်းမြောက်ကိုရီးယားကောင်ဆောင်ကင်ဂျွန်အွန်းကနိုင်ငံရဲ့နျူကလ িয়ার လက်နက်တိုက်ကိုဆက်လက်ထိန်းသိမ်းထားနိုင်မယ်ဆိုတဲ့ကန့်လန့်မှုမျိုးကြောင်းအမေရိကန်နဲ့တကြောပြန်ဆွေးနွေးဖို့လမ်းဖွင့်ထားမယ်လို့ပြောခဲ့ကြောင်းအစိုးရပိုင်း KCNA သတင်းဌာနကဖော်ပြခဲ့ပါသေးတယ်။ကြောင်ကိုရီးယားမာလီချင်းမြောက်တမရဖြစ်လာကြတဲ့ကကိုရီးယားနှစ်နိုင်ငံကြားကတင်းမာမှုတွေကိုဖြေလျှော့ဖို့အတွက်အင်တိုက်အားတိုက်ကြိုးစားနေပါတယ်။ ပြီးခဲ့တဲ့သတင်းပတ်ကကုလသမဂ္ဂမိန်ခွန်းမှာတော့တောင်ကိုရီးယားသမ္မတလီကသူဟာတောင်နှင်းမြောက်ကိုရီးယားနိုင်ငံတွေကြားမဆုံးနိုင်တဲ့တင်းမာမှုတန်တရားကိုဆုံးသက်ဖို့စိတ်ပိုင်းဖြတ်ထားတယ်လို့ပြောခဲ့တယ်လို့မြောက်ကိုရီးယားမှာအစိုးရအပြောင်းလဲဖြစ်လာအောင်အားထုတ်တာတွေလုပ်မှာမဟုတ်ဘူးလို့လည်းကတိပြုသွားခဲ့ပါတယ်ရှင်။